ပြင်းထန်ဆုတ်ရောင်ယောဂါကာကွယ်ဆေးအသစ်တမျိုးကိုစတင်ထိုးမဲ့အစီအစဉ်ကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကအခုလာမဲ့ဇူလိုင်လမှာစတင်ထိုးပေးတော့မှာဖြစ်ပါတယ်။ဒီသတင်းကိုတော့ကိုမင်းညိုကပေးပို့ထားတာပါ။ပြီးပါတယ်။တို့တော့ဖလိုယောဂါတွေကကလေးတွေကိုထိုးပေးနေကြကာကွယ်ဆေးတွေထိုးတဲ့အချိန်တွေမှာပဲအခုဆေးအသစ်ကိုတွဲပြီးထိုးပေးမှာဖြစ်ပါတယ်။အခုစစ်သည်ဖြစ်တဲ့ PCV ကာဝယ်ဆေးကိုထည့်သွင်းထိုးပေးဖို့အတွက်အသိပညာပေးဆွေးနွေးပွဲတစ်ခုကိုပြည်မြို့ခရိုင်ချမ်းပါရေးဦးစီးဌာနရုံးမှာ ဇွန်လ28ရက်နေ့ကပြုလုပ်ခဲ့တာပါအဲဒီကာကွယ်ဆေးကပြင်းထန်အဆုတ်ရောင်ယောဂါပိုးဟာပြင်းထန်အဆုတ်ရောင်ယောဂါနဲ့အုံနောက်မေးပါရောင်ယောဂါတွေကိုဖြစ်ပွားစေပြီးခလင်းငယ်တွေတည်ဆုံခြင်းနဲ့မတန်ဆွမ်းမှုတွေဖြစ်ပွားစေမှုကိုကာဝယ်နိုင်မှာဖြစ်ပါတယ်။ဒါကခလေးတွေကိုပထမဦးဆုံးစတင်ထိုးပေးမှာဖြစ်ပါတယ်။ဖြစ်မှာပဲပြပါတာ။ဟုတ်။ဟုတ်ကဲ့။အပ္ပရာဆေးတွေရတာရှိတယ်။အရင်တော့ဆိုလို့ရှိရင်ကိုထိုင်းမှာဆန်ဆောလို့အနန်စလင်းလို့ဆိုတဲ့ဆေးမျိုးတွေတက်လာတယ်။နောက်ပိုင်းမှာတော့ဒီဆေးတွေကဘိုးပါတယ်၊ဒီလိုမျိုးထားတဲ့အခက်တွေ တဲ့အချိန်လေးနဲ့ချိန်လေးသုံးခဲ့ရတယ်။အခုအချိန်မှာတော့ကာကွယ်ဈေးနဲ့ကာကွယ်ထိုင်ခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကာကွယ်ဈေးကိုပြည်နယ်ကြီးအောင်ဆုံးနေချင်ပါတယ်။အဲဒီယောဂဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေက၆လမိခင်တို့တမျိုးတည်းကိုတိုက်ကျွေးမှုမပြုလုပ်ခြင်းအာဟာရချွတ်တဲ့ခြင်းအိမ်တွင်းလေရုညဉ့်ဉဏ်ခြင်းမွေးစားကလေးအလေးချိန်မပြည့်ခြင်းလူလေထုတဲ့ခြင်းပြင်းထန်အဆုတ်ရောင်ယောဂပိုးကာဝယ်ဆေး PCV ငါးမျိုးဆက်ကာဝယ်ဆေးနဲ့ဝတ်သက်ကာဝယ်ဆေးတွေထိုးမထားတာကြောင့်အခုလိုဖြစ်တတ်ပါတယ် အစိုးရမျိုးကဖြစ်စေတဲ့တခြား virus ပိုးနဲ့ bacteria ပိုးတွေလည်းအများကြီးရှိပါသေးတယ်။ဒါနီမိုကောင်းတဲ့အစိုးရမျိုးကဖြစ်ရင်အန္တရာယ်ရှိတယ်လို့ညီနေတာ risk နော်ဖြစ်များတဲ့ဒီလေကမားနေအောင်ကလေးတွေအထူးသဖြင့်တခြားကုသရောဂါဖြစ်ပါရင်အန္တရာယ်ရှိတဲ့လူကတော့အခန့်ကြီးပိုးရှိတဲ့လူတွေနားလာရှည်ကြောက်ရောဂါခံစားရသူတွေပနာနဲ့နှစ်ယောက်ကလေးတွေမှာလောလောဆယ်ဖြစ်သွားဖို့အန္တရာယ်ရှိတဲ့လူတွေဖြစ်ပါမယ်။မြန်မာနိုင်ငံမှာအသက်9နှစ်ကလေးတစ်သိန်းမှာ100ကနေ300အထိ ပြင်းထန်အဆုတ်ရောင်ယောဂါနဲ့တေဆုံးနေတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့2009ခုနှစ်စာရင်းအရသိရပါဗျ။9လယောက်ကလေးတေဆုံးမှု2013ခုနှစ်စာရင်းအရအသက်ရှူလမ်းကြောင်းယောဂါပိုးဝင်ခြင်းနဲ့ပြင်းထန်အဆုတ်ရောင်ယောဂါကြောင့်တေဆုံးသူက12ရာခိုင်နှုန်းရှိပါတယ်။အဲဒီကာကွယ်ဆေးကိုအခုလာမဲ့ဇူလိုင်လကနေစပြီးမြန်မာတိုင်းနိုင်ငံလုံးမှာစတင်ထိုးပေးသွားမှာဖြစ်ပါတယ်။အသက်တနည်းအောင်ကလေးတွေကိုအသက်2လ၊4လ၊6လတွေမှာထိုးပေးမှာဖြစ်ပြီးတယောက်ကိုဆေးရည်3.5မီလီ ထုတ်ပေးသွားမှာဖြစ်ပါတယ်။အဲဒီအစည်းအတွက် The Gavi Vaccine Alliance ကအဓိကပံ့ပိုးပေးထားပြီးနိုင်ငံတော်ကအမေရိကန်ဒေါ်လာတန်းတသိန်း8,935သန်းထည့်ဝင်ပေးထားပါတယ်။ကျွန်တော်မင်းညိုပါခင်ဗျာ။